ုပ်ဖို့အတွက်ကျွန်တော်တို့ဝက်သားကိုပြားရည်စမ်းပြားရည်ပဲစမ်းစားမကောင်းပါဘူးကဲကျွန်တော်မဖြူစီပါဖြူစီထည့်ပါဝက်သားပြားရည်တွေကိုဖြူစီထည့်ပါမယ်ဟုတ်ကဲ့တန်ခါတစ်ထောင်အတွက်ကိုကျွန်တော်ဖြူစီထည့်ပါမယ်ရော့ဟုတ်ကဲ့ပါကဲပြားရည်နဲ့ဖြူစီနဲ့ရောပါပြီခင်ဗျာဒါမှအလုံးတမစားကောင်းတယ်ကျွန်တော်တို့ဝက်သားပြားရည်စမ်းလေးရပါပါ ပြားရည်တွေခွီးစီတွေရောပါတယ်နော် ခယူးစီ dragon သုံးပါလေနော်ရပါပြီကျွန်တော်တို့အချိုတက်ပြီးတော်ပါပြီဒီလောက်လေးတဲ့ဟုတ်လားအဲ့ဒါမှအငန်းတက်ပြီးဖြစ်သွားအောင်လို့ကျွန်တော်တို့တွေပင်းငံပြအခြေဒီအနှဲငယ်ပဲထည့်ပါမယ်ဒီပါတယ်။ဟုတ်ကဲ့ပါ။ဘင်းငက်ပြာကြီးဒီအနှင်းငယ်ပဲထည့်ပါတယ်။ဘင်းငက်ပြာကြီးရှော့ပါ။ဒါမှပြားကြီးအရသာလည်းမကုံွားဘူး။ နော်ဟိုဥစားလေးပဲငယ်ပြာကြီးရဲ့အရသာလည်းမတက်လာပါဘူးနော်ဒါလေးပေါ့နော်ကဲကြားလေးပြီးပါပြာကြီးရဲ့ဟွန်းမြည်ကြည့်ပါဦးပြာကြီးအရသာလည်းမပြောင်းဘူးကဲချိုလေးလို့ကြည့်ပါရပါပြီကဲဒါကြားလေးလာပါဒီနေ့ကမြန်မာတော့ဝါသားပြားရင်ဆိုင်တဲ့စွန်တန်ရင်းတွေပါရှင်။ကဲ။ဒါလေးတစ်ခွက်လာပါဦး။ဒါလေးတစ်ခွက်လာပါဦး။ တရုတ်မစလာလေးပေးပါရပြီပြားလေးရရပါโอเคပါကဲပြားရည်စမ်းပြားရည်ပဲစမ်းဘယ်စားကောင်းပါလဲချိုရဲပြီးတော့ပြားရည်ဆော့လေးပါခရူးစီလေးနဲ့မျိုးနော်အကျဲလေးနည်းနည်းရယ်ဟုတ်ကဲ့ပါကြားရည်ပါကျအမိုက်ပါဘူးနော်ထဲမဲ့ ထည့်ပါပြုံးမစားရင်နည်းနည်းထည့်ပါမယ်ပဲငက်ပြအကျဲလေးနည်းနည်းထည့်ပါမယ်အမွှေးနဲ့နည်းနည်းလိုချင်လို့ပါတော့ကြည့်ပါဦးသားဒါပဲငက်ပြရဲ့ဒီဟာပြုံးမစားရဘယ်နဲ့ထည့်အောင်မလဲအပြစ်လေးကြီးပါတော့တော့တော့နည်းနည်းပဲချူချူလေးနဲ့လေးမွှေးမွှေးလေးပြအောင်နော်ကျွန်တော်တို့တွေ ဟိုရွှေဘဲလို့ဘာလို့မှလည်းအဲ့လိုပဲအကင်လေးပုံမှလည်းချိုးနေတဲ့ရေလေးရဲရဲလေးနဲ့ချိုးနေတဲ့ရေလေးကဒီရေပါဟမ်ဟွန်းရွှေဘဲလို့ဘာလို့မှရှိတယ်ဟိုတယ်စားသောက်ဆိုင်တော်တော်များများတွေမှလည်းအရေလေးတွေပေါ့စမ်းလာတာဒီရေပါပြားရေလေးပါပါကြနော်ရပါပြီရာရီအစ်စ်နဲ့ဟုတ်ကဲ့ပါကဲဒီနာလေးဖယ်လိုက်ပါဝတ်သားသွားယူပါမယ်ခင်ဗျဝတ်သားကိုဟုတ်ကဲ့ ်လို့3နာရီကြာပေါင်းထားတာပါဝသားဟုတ်ကဲ့တစ်နေပါဝသားချိန်90ပါ3နာရီ40ပါရှင်းလို့ကြာပါဒါပြီကဲဝသားတွေကို ပေါင်းထားတယ်ဝသားပေါင်းတာဝသားအောင်တော့ပဲငတ်ပြဟာရည်နဲ့ဒါရှီနဲ့ချင်းလေးနဲ့ရောပြီးတော့နူးဤနေအောင်ပေါင်းထားတာပါဟုတ်ကဲ့ မားနေတစ်ချောင်းလုံးအောင်လေးပေါ့နော်ကျွန်တော်တို့ပြပါကျစ်သမိတ်လေးတွေပါရားရည်စမ်းတွေကိုဒီမှာအဲကျွန်တော်တို့မှာစားတော့ဆိုင်ဒီမှာစားရကြတွေ့ပါလေအများအဓိက ရွှေပဲလို့ပါလို့မှာ ရောင်းနေကြပါနော်ဒါပြားရည်ခူးစီလေးနဲ့စမ်းလာပါလေဟုတ်ကဲ့ပါโอเคပြားရည်ခူးစီစမ်းလေးပါနော်ဟုတ်ကဲ့ရပါပြီ ကျွတ်မိတ်လေးပါနည်းနည်းလေးဖြူပါမယ်โอเคဒီမှာကျွတ်မိတ်ချောင်းလေးပါပြီးပလေးတင်ရကျွန်တော်တို့เนาะဟုတ်ကဲ့ပါဥတီချောင်းလေးတွေပြပါမယ်ဟုတ်သခွားသီးလေးတွေကျွန်တော်တို့သခွားသီးလေးတွေထည့်ပါမယ် ဘလုံးတမ်းမှစားကြည့်စပွဲကျွန်တော်တို့ဒီနေ့တစ်ခွက်ကိုရပါပြီ။ Mmm ။ဘာလည်းမမတူတဲ့ထူတဲ့ထူတဲ့မွေလည်းမွေရဲ့ရတာဟုတ်ပါဘလုံးတမ်းကောင်းတဲ့ပြိုင်းနဲ့လည်းတင်းနေနော်ပြိုင်းနဲ့လည်းတင်းနေတာပါနော် မငန်လည်းမငန်ဘူးမွေးပြားရင်ကလည်းသိနေတဲ့အနှစ်နဲ့ရတာရှိတယ်အနှစ်လေးနဲ့ဝက်သားကလည်းရတာနဲ့ပေါင်တာတော့ဝက်သားကလည်းနူးဤတယ်ဟုတ်ကဲ့ဒါလေးကိုကျွန်တော်ဟုတ်ပြားရင်နဲ့ခေါ်တာဆော့ပလေးဒါလေးနဲ့စားရင်လည်းကျေးဇူးနော်ဟဲ့ဦးလေးကြိုက်မယ်ကုတ်သမိတ်လေးပါอืม